ကျွန်တော်အနေနဲ့ကတော့လေးလံမှုတွေစ조사မှုတွေတော့အများကြီးလုပ်ခဲ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့နီးပညာကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် technology နဲ့ပတ်သက်တာတွေတော့ဟိုအများအားစဉ်းစားမပြတ်လေ့လာနေရတာရှိတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်လောက်ပေါ်ကိုင်မဲ့တွေ senior တွေပေါ့။နောက်ကုမ္ပဏီဘက်ကလည်းဒီအများကြီး supporting ပေးတာတွေလည်းပါတယ်ပေါ့နော်။ ကုမ္ပဏီမှာဆိုရင်တော့ internet training တွေအများကြီးပေးတယ်။ internet training တွေကကျတော့ကျွန်တော်တို့ senior တွေရှေ့ကနေတင်ယူရတယ်။နောက်ကျွန်တော်တို့ CEO ကိုယ်တိုင်ရှေ့ကနေလည်းတင်ယူခဲ့ရတာရှိတယ်ပေါ့နော်။အဲဒီဟာတွေကကျတော့တကယ်ဒီ experience တွေကိုရှေ့ကနေလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီတကယ်လုပ်ငန်းခွင်မှာအထောက်ကိုအရင်ကိုပြုပါတယ်။ဆိုတော့လက်ရှိအထိဒါတွေအားလုံးကပဲကျွန်တော်ဆယ်စုနှစ်တခုကြာနှိပညာနယ်ပင်မှာတရှိတိရပ်တည်နေနိုင်တယ်လို့ထင်ပါတယ်ပေါ့နော်။ ကျွန်တော်အနေနဲ့ဆိုရင်တော့တိုးတက်မှုတွေအများကြီးရှိတယ်ပေါ့အဲပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့လူမှုစစ်ဆန်ရေးပိုင်းနေနောက်တစ်ခုကပညာပိုင်းဆိုင်ရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အသိအမြင်တွေပေါ့ဒါတွေအားလုံးကတိုးတက်မှုရှိတယ်နောက်တစ်ခုကတော့ကောင်းမွန်တဲ့ work environment ဖြစ်တယ်ကျွန်တော်ဘဝအတွက် talent တွေလည်းအများကြီးရှိတယ်ပေါ့နော်အကလစီနဲ့တူစိန်ခေါ်မှုတွေခက်ခဲတွေကိုအများကြီးကြော်ဖြတ်ပြီးတော့လက်ရှိအချိန်ထိဖြတ်တန်းပြစ်ခဲ့တာပါ။ ဲမှုလို့ပြောလို့ရင်တော့ပိုတက်ပြောင်းလဲမှုလို့ပဲပြောရမယ်။ဆိုတော့အဲ့ဒီခက်ကတော့ကျတော့ကျွန်တော်ဆက်လုပ်တဲ့အချိန်မှာတော့ internet တွေ social media တွေကတော့မပွန်ပြိုသေးဘူး။မပွန်ပြိုသေးတော့နည်းနည်းအမြင်မကျဘူးပေါ့နော်။ မြင်မကြတဲ့ဟာမျိုးတွေရှိတယ်။အဲဆိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကစီနီယာလေးရှိရနေပြီးတော့အများကြီးသင်ယူရတာရှိတယ်ပေါ့။နောက်ကုမ္ပဏီအနေနဲ့လည်း supporting တွေအများကြီးပေးတယ်ပေါ့။ဆိုတော့ကိုယ်ဝန်ထမ်းတွေပို့ပြီးတော့အမြင်ကျအောင်အဲဒီလုပ်ငန်းတွေမှာပို့ပြီးတော့တိုးတက်အောင်ဆိုပြီးတော့နိုင်ငံခြားခီးစဉ်တွေလည်းအဲ့ဒီကဒီလုံခဲ့တဲ့ဆန်ကန်းလက်ကောက်တွေကစပြီးတော့ဒီစီရင်ပေးခဲ့တာရှိတယ်။ ဆိုအဲ့ဒီရရတဲ့အတွေ့အကြုံတွေကျွန်တော်အမြင်နေနဲ့ဒီကိုလှုပ်တဲ့အခါမှာလည်းပြန်ပြီးတော့အတုံးချမျိုးတွေလောကကံရပို့ပြီးတော့အဆင်ပြေရတာလည်းရှိတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ကကျတော့ CS Server Development ဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းပေါင်းစုံရောက်တယ်ပေါ့ဒီလုပ်ငန်းပေါင်းစုံက business type မျိုးစုံရောက်တယ်အဲ့ဒီမှာရှိရကျွန်တော် management လည်းလည်းဒီအမျိုးမျိုးနဲ့ အဲစကားတွေအများကြီးပြောခဲ့ရတယ်ဒီ software ကိစ္စတွေကျွန်တော် discuss လုပ်ခဲ့ရတယ်ရှိတယ်အဲအဲ့ဒီမှာလည်းကျွန်တော်ဘာတွေသိခဲ့ရလဲဆိုတော့တို့ရဲ့တွေးခေါ်တွေတို့ရဲ့ user တွေစကားပြောပုံတွေအဲအဲ့ဒါတွေအများကြီးသင်ယူရတယ်နောက်တစ်ခုကဒီအဲ့ဒီလုပ်ငန်းတွေရဲ့ business flow တွေပေါ့ဘယ်လိုတွေ run နေလဲဆိုရင်ရတဲ့အတွေ့အကြုံတွေကလည်းကျွန်တော်တို့ကဘုံမဖြစ်နိုင်တဲ့အတွေ့အကြုံကောင်းတွေဖြစ်ပါတယ်ပေါ့နော်လက်ရှိ program manager နေလောက်တဲ့ခါမှာတော့ ပရိုဂျက်တစ်ခုလုံးရဲ့အပိုင်းတော်တော်များများကိုတောင်းဝန်ယူပေးရတာရှိတယ်။အဲဥပမာကျွန်တော်တို့ e product တစ်ခုလုပ်ဖို့အတွက်ဆိုလို့ရှိရင်အဲလိုအပ်တဲ့ feature တွေနောက် design ပိုင်းတွေအဲနောက်ကျွန်တော်တို့ requirement တွေပတ်သက်တာတွေပေါ့နော်။အဲ့ဒါတွေအလုံးတော့ဒီမှာတော့တောင်းဝန်ယူပြီးလှုပ်ဆောင်ပေးရတာတွေတော့ရှိတယ်ပေါ့။ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော် market ကိုအမြဲတမ်းစောင့်ကြည့်ရတယ်။အာကျွန်တော်တို့ software တော့အသုံးပြုနေတဲ့ဒီ customer တွေ now business တွေရဲ့အဲ feedback တွေကိုနားထောင်ပြီးတော့ next ရှိသေးတာ ဒီ product တွေမှာဘာ feature တွေထည့်မလဲနောက်တစ်ခုကကျွန်တော်နောက်ထပ် new product တွေကိုဘယ်လိုမျိုး product တွေကိုအသစ်ထုတ်မလဲ develop လုပ်မလဲပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားပေးရတာရှိရပေါ့အာလက်ရှိကကျတော့နည်းပညာတွေကလည်းတဟုံလုံးပြောင်းလဲနေပေါ့နော်ကျွန်တော် software အသုံးပြုတဲ့ user တွေကလည်း behavior တွေကလည်းပြောင်းလဲနေတယ်နောက် business flow တွေပေါ့လုပ်ငန်းတွေရဲ့ဒီအသုံးပြုပုံတွေကလည်းပြောင်းလဲနေတယ်အားမျိုးတွေလည်းရှိတယ်ပေါ့နော် အဲအဲ့ဒီလိုကျွန်တော်တို့အပြောင်းလဲတွေရများတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကနေပြီးတော့အဲ့ဒီအပြောင်းလဲတွေပေါ်မှာအကောင်းဆုံးဖြစ်အောင်ဘယ်လိုမျိုးအကောင်းဆုံး solution တွေထုတ်ပေးရမလဲဆိုတာမျိုးတွေလည်းလှုပ်ဆောင်ပေးရတာမျိုးတွေလည်းရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကတော့အရာရာနဲ့တော့ challenges ပါဘူးခင်ဗျာ။အခုလော Galaxy နဲ့အတူ18နှစ်အထိရှိနေနိုင်အောင်ဒီထောက်ကူပေးခဲ့တဲ့ junior တွေ senior တွေ video တွေအဖွဲ့ဝင်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေပေါင်းများစွာလည်း အောင်မြင်မှုတွေကိုကလဲစင်းတဲ့အတူရယူခြင်းမှသေးတယ်ခင်ဗျာ။